စားစားတဲ့ဟာကမပြီးနိုင်လို့အဲ့မှာဂန်းယူခဏဒီကန်200ရောက်တက်ပါလေဗျာလို့ယူထားရတယ်မပြီးတရားမရှိသေးဘူးဗျာသူအဲ့လိုပြီးတာပြီးခဲ့ရအပြန်မှသွားယူရအောင်အဲယူချမိတက်ဆိုရင်လည်းအဲဘောနော်10ရောက်ကျော်သွားပြီဗောနော်မြင်းချမိုင်းကြာဒီကြပိုင်းထဲမှာဟိုဂျာမေဂျာမေတက်ပါ23အောင်ရှိပြီကြာတာတန်ရတာပါကိုလိုက်ငါဆောင်ချုံတာမပါဘူးဗျဒီစတင်းနေဆိုလဲဒါညီတို့လုံးဝဘောနော်အလုပ်အဆင်ရည်နေနေလုပ်နေရတဲ့အပိုင်းရှိပါအရှိမြင့်ချမှာဆိုရင်လည်းအဲဘောနော်ဒီတိုင်းဟိုပဲဖြစ်ဖြစ်ဘောနော်အခြားဆေးအုပ်စုရဲပဲဖြစ်ဖြစ်ခွေးပဲဖြစ်ဖြစ်ဘောဘယ်လိုပဲထူးစစ်တည်ဆင်းနေပါစေ ညီတို့တက်တွေကခုချိန်ကြီးရှိနေပါသေးတယ်။ဘယ်မှမပြေးပါဘူးဗျာနော်။ညီတို့တက်တွေရှိနေပါသေးတယ်။အခုကနေ့ကညီတို့မှယူမှန်းချက်ရှိရဗျာ။ညီတို့ပြရောက်တက်ကိုအမိဖို့မပြူပါတော့မဟုတ်ဘူးကွနော်။ပြရောက်တက်ဆင်းမှတိုက်မယ်ဆိုတဲ့တက်ထဲမှာတော့ညီတို့မပါဘူးဗျာ။ညီတို့ပြုဆင်ရတီဆောက်မယ်။ကြီးတော်အောင်လုပ်မယ်။ပြီးရင်အညာမှာပေါ့နော်။ညာသားကြီးဥဆောင်တဲ့မြို့သိန်းလက်လုံးနဲ့လည်းတင်းလို့ရပါတယ်။တင်းလို့ရတဲ့နေ့တိုင်းအများကြီးရှိတယ်ပေါ့။ပြင်ဆင်စုဖွဲ့တီဆောက်နေပါတယ်။မကြခင်ချိန်တွင်းမှာမြင့်ကြံရလို့မဟုတ်ပါဘူး။ညီတို့တက်ကတော့နေနေဆွဲတော့မရှိပါဘူး။ မင်းကြံလည်းမရှိဘူးငါတို့လည်းမရှိဘူးညီတို့ကတော့စစ်ကောင်စီချင်းနေအကုန်ကျုံးပါပဲညီတို့ကကုန်တိုက်ပါပဲအဲ့တော့ညီတို့ပြင်ဆင်နေအကုန်လုံးကျိုးသားနေပါလေသတိခံသွားမှာဘယ်တော့မှညှိနှိုင်းမှာမဟုတ်ဆွေးနွေးမှာမဟုတ်အပြက်ကျုံးမှာကြောက်လည်းကျုံးမှာနိုင်အောင်လည်းကျုံးမှာမနိုင်နေရအောင်အကြောင်းမရှိအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဘူမိုက်ခဲတက်ဖွဲ့တွေအနေနဲ့ကြာဆုံးမှုအချို့ရှိခဲ့တော့လဲမြို့သိမ်းပွဲတွေဆင်နွှဲနိုင်ဘူးအညာဒေတာကိုပိုင်တက်မကြီးတခုတီထောင်ကစူးစမ်းသွားမိဖြစ်ကြောင်းဘူမိုက်ခဲပြောလာသည်မို့ အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာအမြင့်ရောက်နေလားအနေရောက်နေလားဘယ်လိုအခြေအနေရှိလဲပြည်သူလူထုကိုပထမဆုံးမိတ်ဆွေရင်းနဲ့အဲ့ဒီအခြေအနေလေးတွေကိုပြောပြပေးပါဦးလက်ရှိလောတင်မှာတော့ဘောနောအဲကျွန်တော်တော်လိုင်းကြီးတက်ဘက်တွေကဘောနောအထူးကြာဆုံးနေလည်းရှိတယ်အဲညိုဂျာမေတက်ဆိုရင်လည်းအဲဘောနော10ယောက်ကျော်သွားပြီဘောနောမြင့်ကြမှာကြီးကြာဒါပေမဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဒီသတင်းတော့ထုတ်ပြန်ထားခြင်းမရှိသေးဘူးပေါ့အကျဉ်းသူအဲလက်လက်ခေရန်ချိုရရှိတာရှိသလိုကိုဘက်ကလက်လက်ခေရန်ညီပြစ်ဆက်လိုက်ရတာလည်းရှိပါတယ်အဲ့လိုမျိုးအနေထားတွေတော့ရှိတယ် ဒါမှကြိုက်တယ်ဗျညီရကြိုက်တယ်ဆိုတာထိုးမင်းတို့ကြိုက်တာတော့ထိုးဒါသူတို့ရဲ့နောက်ဆုံးပွဲနောက်ဆုံးအားပဲလीနော်သူတို့ရဲ့နောက်ဆုံးအားနဲ့သူတို့ထိုးတာအဲတော့ကုလုံးတဲ့ကောင်တွေကိုသိရမလားတင့်နေပါလေဗျသုံးထိုးတော့မခံနိုင်ဘူးဗျဒါဘုမလင်းပြောရေရှည်ကြတော့ဒါမဲ့တေချာတာတခုကတော့မကြခင်ချိန်မှာသူတို့ကောင်းကောင်းကြီးအဲနားလေသွားပါလိမ့်မယ်အခက်မတင်လို့ရှိရင်အဲ့တင်ကားရောင်းပါပဲဗောနော်ညူတိုလိုင်းပဲတော့ဒါရဲ့အပိုင်ဖြစ်သွားနိုင်တဲ့အနေအထားရှိပါတယ်။ညူရိုရိုစင်မှာတော့အဲကြားမဲ့တဲ့အနေနဲ့က အစစ်မဏ္ဍပ်ပြင်များတော့ဖြန့်ကျက်ပြီးတော့စစ်တိုင်နေရဖြစ်တယ်။မြင့်ညက်ခရိုင်ထဲမှာရှိနေတာမဟုတ်ပါဘူး။ဟောနော်အဲညိုဒီစားတိုင်းသားကြီးရောဘက်ဒီအခြားဘောနော်အဲဗမာပြည်ရဲ့ဥမာဘောနော်ကျွန်တော်တို့ဒီညီနောင်မမိတ်ဘက်တွေပေါ့အိုက်ဘက်တွေမှာလည်းတွားပြီးစစ်မဏ္ဍပ်စစ်မဏ္ဍပ်ပြင်စုစုပေါ့ကိုကူမှာဖြန့်ကျက်ပြီးတော့ညိုလုံလုံနေပါတယ်။အဲ့လိုမျိုးအနေအထားရှိပါတယ်။ကိုကူဆိုတာတော့လက်ရှိလုံလုံစဉ်စစ်ဖြစ်နေတာကိုကူပါ။ဖြန့်ကျက်ထားတာတော့ဒီထက်မကပါဘူး။အဲညူအကောင့်တော့ပြင်ဆင်မှုတွေလုပ်နေတယ်အဲစုဖွဲ့စုဖွဲ့တယ်ဘောနော်စုစုဖွဲ့တယ်ပြင်ဆင်တယ်ဝယ်ယူတယ်တိဆောက်တယ် အဲဒီပုံစံမျိုးနဲ့ပဲညို့သွားရတာဒါပေမဲ့ဘယ်လိုပြောရမလဲအဲဒီညို့တက်အနေနဲ့ကအဲပြည်သူအပဲကိုယ်သွားရတာဟုတ်နော်ဖက်ဒရေးရှင်းဒီမှာဆိုတော့ညို့တက်လာရရသိရှိဘူးအဲ့တော့ကျတော့ပြည်သူအနေနဲ့ပဲညို့ရရုံသွားရတာကအဲ့တော့ကျတော့ညို့ရတော့နည်းနည်းတော့ကြာကြာမလို့ရှိရအောင်အဲ့လိုနေချာတော့ရှိတယ်လက်ရှိမြင့်ကြမှာဆိုရင်လည်းဘယ်တော့ဒီတိုင်းကိုပဲဖြစ်ဖြစ်ပေါ့နော်အချက်ရှိဖို့ဆိုရေးပဲဖြစ်ဖြစ်ဖွေးပဲဖြစ်ဖြစ်ပေါ့ဘယ်လိုပဲထိုးစစ်တည်ရှင်းနေပါလေအဲညို့တက်တွေကခုချိန်တည်ရှိနေပါလေဘယ်မှမပြေးပါဘူးဗျာနော် မျိုးတက်တွေရှိနေပါတယ်အာဟုတ်ဒါကြောင့်ယူနေရာတွေပြန်ယူထားပါလေဗျဟုတ်ကဲ့ပါဟုတ်ဒီစီပါလို့ညီကတော့ပြောချင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျတော့စစ်ဆိုတာအနိုင်ရှုံးသူကရှိရတယ်နော်ခုဘက်ကအမြဲတမ်းနိုင်ကျင်နေလို့မရဘူးဗျနိုင်နေဆိုရင်တော့ပိဆက်မှုဆိုတာရှိရတယ်အဲ့လိုမျိုးတွေနေထားဆိုတော့ဒါတွေကိုကောင်းကောင်းလေးနားလေတက်ဖို့လိုတယ်ဗျစီရေးသဘောတရားကိုလေအဲ့ဒါမှအဆင်ပြေမယ်တဲ့အဲ့လိုနားမလဲပြီးနိုင်တော့ဘာမှအဆင်ပြေအဆင်ပြေလာမှာမဟုတ်ဘူးပေါ့ညီကအကောင်းဆုံးတော့ဂျူသားပြင်ဆင်နေတယ်အဲအတင်းထားတယ် ြစ်စမှုတွေများရတယ်ပုံမှန်လေးပြောရမယ်ဆိုရင်အဲကြာမဲကြီးကဒီနှစ်ထဲမှာဒီနှစ်ထဲမှာ sorry ဒီလပိုင်းထဲမှာဟိုကြာမဲကြာမဲတက်က23အောင်ရှိပြီကြာတာတန်ရတာပါဘူးကိုလိုက်ကဆောင်းချုံတာမပါဘူးဗျဒီစတဲ့နေဆိုလဲဒါညီတို့လုံးဝဘောနောအလုပ်အဆင်ဆင်ရနေတယ်လုပ်နေရတယ်အပိုင်းရှိပါတယ်နော်အဲ့လိုမျိုးနေထားရဆိုကြတော့ပုတ်ကမှုတွေကတော့မျိုးမျိုးရှိရပါဘာမဲ့ AC ပါထိုက်ကြမကြပါဘူးအချိန်ချင်းမှာနားလေလာပါလိမ့်မယ်သူအဲ့ဒီတစ်ပေါက်တော့ရှိရပါဘူးညီတို့အကောင်းဆုံးကြိုးစားနေပါတယ်ဗျာဟုတ် င်ခိုင်ထဲမှာဥဆောင်နေတဲ့သူအားလုံးဒီပါပေါ့နော်အဲကျွန်တော်တို့လေပထမတော့လေးဦးဖိတ်ကြားထားပေးမယ်တူကတော့စိတ်ရချင်နေကြအောင်ဒီနေ့ညမှာမတက်ရောက်နိုင်ဘူးခိုင်ကိုကိုကဲရေးရတောင်းဝင်ရှိသူကတော့မတက်ရောက်နိုင်ခဲ့ဘူးအဲ့တော့ဒါပေမဲ့ဒီမှာတော့တက်ဖွဲ့ကိုစီကဥဆောင်သူတွေရှိနေကြတယ်အဲ့တော့ကျွန်တော်တို့ဒီတော်လိုင်းကာလမှာညညရေးကိုအားလုံးကပြန်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 ဆိုင်ဆိုင်ပြောကြတယ်လို့ဒီလူတို့ကလည်းညညရေးကိုပဲတောင်းဆိုနေကြပါတယ်အဲ့တော့စစ်အာဏာရှင်တွေကအဓိကဖြစ်ဆိုရင်စစ်စစ်တပ်ကဒီကာလမှာဘယ်မျိုးကိုပဲပြန်ရပြန်ရဘယ်လိုမျိုးပဲထိုးစစ်တွေဆင်နေပါစေဒီလူတို့ကစစ် မရရင်စိတ်ကြမ်းမကြပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့လက်ပတ်နေတိုင်းကကမ်ပိန်းတွေအောင်မြင်နေတဲ့အားကိုကြည့်လို့ရှိရင်ဒါအသက်တွေပါပဲ။ဒီလိုလိုလိုစိတ်ကြကြတာတော့အဖွဲ့တွေကြားထဲမှာအချင်းချင်းမညီမညွတ်နဲ့အဖွဲ့နဲ့တစ်ဖွဲ့ပြန်ပြီးတော့ချနေကြတယ်။အချင်းချင်းမတည့်ကြဘူးဆိုရင်တော့ဒီလိုတွေကအင်မတန်မှ စိတ်တက်ကြရပါတယ်ဒါကကျွန်တော်တို့ဒီကနေ့နဲ့ပြောဆိုဆွေးနွေးတဲ့အခါမှာတင်းနေမင်းမြတ်တဲ့အခါမှာနေ့စဉ်ထိတွေ့နေရတော့ကျွန်တော်တို့သိရတဲ့အချက်လက်ရဒီညမှာပြောဆိုခြင်းဖြစ်ပါတယ်အဲ့တော့ဒီသူလူထုကလည်းမင်းညံခရိုင်ထဲမှာတပ်ဖွဲ့တွေအများကြီးရှိတယ်အရင်ကလာတော့ဒီထက်ပိုများတယ်ဒေါ်လာကြီးအချိန်ကလာကြာကာလကြာမြင့်လာတာနဲ့ဗျာစစ်ထုတ်ပြီးအခုအဲအဲ့ဒီလိုမျိုးတွေကျန်နေတယ်လို့ကျွန်တော်တို့ဆွေးနွေးမယ်အဲ့တော့ အခုကာလမှာမြင်းညံခရိုင်ထဲမှာရောညညရေးကဘယ်ချင်းဒီနေတိရှိနေပြီလဲအဲ့တော့အညာသားတွေဆိုတော့ပုံမှန်လည်းပြောရမယ်ဆိုရင်မြင်းညံခရိုင်ထဲမှာညညနေကြပြီလားအဲတပ်ပေါင်းစုတွေအားကောင်းနေကြပြီလားကိုမိုက်ခဲအရှင်ဒီပြောပါအောင်ကိုမိုက်ခဲကစပြောကြပါမယ်အဲဘယ်ပြောရမလဲဘောနောညညမူကတော့ဘာဖြစ်ဖြစ်ညညရှိရလို့ပြောလို့ပြောလို့ရတယ်ဘောနောရှိရဆိုရင်တော့ပုံမှန်တာပေါ့ဒါပေမဲ့အစီလုံးမှုတော့ရှိသေးကြဘူးဒါပုံမှန်လည်းပြောတာဘောနောအဲညညမူကတော့ရှိရပြ ဘာကြောင့်လဲဆိုတော့ကိုယ့်ဘက်နဲ့လာရင်ကိုကကြပေါ့အဲအဲ့လိုမျိုးနေထားပေါ့အဲဒါမှမဟုတ်ပေါင်းလာကားတဲ့ဖွင့်နေလဲရှိမှရှိပါတယ်သိရမလားအဲ့လိုမျိုးနေထားရဆိုတော့ကျတော့ကျွန်တော်ပိုပြီးစီလုံးမှုတော့လိုဟန်ချက်ညီဖို့လိုတယ်ဗျအဓိကအဖြစ်တော့နေဆွဲမထားဖို့လိုပဲဘောနောငါကလည်းသူ့နဲ့အဲ့လိုပုံစံမျိုးနေဆွဲနေဆွဲမထားနိုင်မှရတယ်ဗျအဲကျွန်တော်တို့ကစီစီလုံးလုံးနဲ့တွားရမှာပဲကျွန်တော်စီစီလုံးလုံးနဲ့အဲအဲ့လိုမတော်နိုင်ဘူးဆိုရင်ကျွန်တော်တို့ရေရှည်မှာပိုခက်ခဲလိမ့်မယ်ဗျ။ဘာကြောင့်လဲဆိုတော့ခုဆိုရင်လည်း ဘာလို့ဇင်းနေမှာတက်ပါလဲအချို့ဆိုရင်လက်မထိုးသွားတဲ့ဖွဲ့တွေတောင်ရှိရပါတော့အဲ့လိုမျိုးအနေထားတစ်ခုမှာညီတို့စာမဲတက်အနေနဲ့ကပေါ့နော်ဒီကုကနေကညီတို့မှာယူမှန်းချက်ရှိရဗျာညီတို့ပြရအောင်တက်ကိုအမိဖို့မပြုတ်ရတော့မဟုတ်ဘူးပေါ့နော်ပြရအောင်တက်ဆင်းမှာတိုက်မယ်ဆိုတဲ့တက်ထဲမှာတော့ညီတို့မပါဘူးဗျာညီတို့ဘယ်သူဆင်ရတီဆောက်မယ်ကြီးတော်အောင်လုပ်မယ်ပြီးရင်အညာမှာပေါ့နော်ညာသားတွေဥဆောင်တဲ့လူသိန်းလက်လုံးနဲ့လည်းသိန်းယူရပါတယ်သိန်းယူရတဲ့နေ့တိုင်းကအများကြီးရှိတယ်ပေါ့ညီတို့အဓိကတော့စိတ်ချပါပဲစိတ်ချရှိနေဖို့ပဲလို့ပါ ဲ့လိုမျိုးကတော့ဘလူးချင်းနေမျိုးပါပဲဖြစ်ဖြစ်အကောင်းဆုံးကျူရသွားမယ်ဆောင်းတော့ဥပဒေလေးပြောရမယ်ဆိုတော့ပြင်ကြိုင်မှာပူပေါင်းကြပါတယ်စီလုံးကတော့အားတော့နေရည်ရဲ့ဗျာနေရည်တော့အားနေရည်ရဲ့တိတ်အားတော့မရသေးဘူးဘောနော်မင်းနဲ့ဘယ်နေပဲဖြစ်ဖြစ်ဥမာဘောနော်မင်းကြံအောင်တိုက်မယ်ဆိုတဲ့မင်းကြံအဖွဲ့ရောနရုအဖွဲ့ရောတောင်သားအဖွဲ့ရောလာကူမရရမယ်ဘယ်ရမလဲသိရမလားညို့ကိုကိုမှရှိရလက်နဲ့ခဲရတယ်ကိုတက်တက်တယ်လို့လို့လို့မရတဲ့အပိုင်းကြီးအများကြီးရှိပါတယ် ဲ့လိုကြတော့အဲ့လိုမျိုးစီစီလုံးလုံးနဲ့သွားနိုင်မှာရမယ်လို့ညီကတော့ထင်တယ်အဲတောင်တောင်ဖိမကူညီရင်းနေပေါ့နော်ဒီလိုမျိုးသွားနိုင်မှာရဒါပေမဲ့ဝမ်းသာတရားတစ်ခုကဘာလဲဆိုတော့ညီတို့မြင့်ကြံပါပေါ့နော်အဲဆန်ရန်သူပေါ့နော်ရန်သူစကားစလာရင်ပေါ့ဘုံရန်သူလာရင်တော့အဲငါတို့ဝိုင်းတုတ်ကြမယ်ဆိုတဲ့စိတ်ဓာတ်ကတော့တကယ်ကိုလေးစားစရာကောင်းပါတယ်အဲ့ဒါလေးတစ်ခုကတော့ညီကြိုက်တယ်အနေကြအတာချက်ဆိုတော့အများတွင်တွဲရှိနေရပါတော့ဒါပေမဲ့ညီတို့တက်အနေနဲ့ အကောင်းဆုံးကြိုးစားပါမယ်အဲလက်ရှိလောလောဆယ်မှာလည်းစုဖွဲ့ထားတဲ့ညီနောင်အင်အားတွေပေါ့နော်ညီနောင်အင်အားတွေပေါ့ညီတို့မှာဖွဲ့စည်းပုံနှမျိုးမာမိတ်နဲ့ညီနောင်ဆိုပြီးနှမျိုးရှိပါတယ်ညီနောင်အင်အားတွေလည်းများစွာရှိပါတယ်အင်းဘာဖြစ်ဖြစ်ညီတို့ဒီနေ့ဒီချိန်မှာမျိုးသိမ့်နိုင်မယ်လို့ညီတို့ယုံကြည်ရဲ့အဲဒါပေမဲ့လက်ရှိလောလောဆယ်မှာတော့ကြိုတင်ပြင်ဆင်နေတဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်အဲ့တော့လည်းညီတို့ရုံးကန်နေပါလေကျူးကန်နေပါလေအခုကျဘာပဲဖြစ်ဖြစ်ကြားမဲ့တက်ကဘာတော့ခေါင်းပေါင်းနေအကုန်လုံးပေါ့နော်အဲအားကြပါဦး အဲသူကောင်းဆောင်ပေါ့နော်သူတည့်ရင်းမှုပေါ့အဲကြည့်ခေါ်ရဆိုရင်တော့အဲသူကအစစစ်ထွက်တိုက်နေရတဲ့အနေထားမှာရှိပါတယ်အဲ့လိုမျိုးအနေထားတွေပေါ့နော်အကုန်လုံးအဲသူလို့ကိုလို့အဲကိုစီချီချီချီရတယ်ပေါ့ sorry ကိုရေတော့အဲအဲ့လိုအဲ့လိုမျိုးအနေထားပေါ့နော်အဲ့လိုမျိုးနေတာရှိပါတယ်ညီတို့အကောင်းဆုံးကြိုးစားနေပါလေဒါဟိုတချို့ຢာလေးဆိုတော့ဒါဂူကြီးဝရလေတီတီစားဖြစ်မှာပါအဲ့တော့ဒါညီတို့အဲလောလောဆယ်မှာတော့ဒီຢာကြီးနဲ့ပတ်သက်ပြီးတော့ချပြလို့မင်ຢာလေးရဲ့အနေဒါတခုဖြစ်နေရကြအဲ ဒီတော့တနေ့နေ့ရှင်ရှင်မှာတော့အားလုံးသိမြင်လာမှာဗာဒီလူလူတော့ပေါ့နော်ဇာတ်တော်လိုင်းတက်တည်းအတွက်ကိုအားကြတဲ့နမူနာဖြစ်ရတယ်ပေါ့နော်ကျွန်တော်တို့အညာတက်တခုဖြစ်အောင်ညီတို့ကြိုးစားနေပါတယ်ဆုဖွဲ့မှုအားကောင်းကောင်းနေပေါ့နော်ကျွန်တော်တို့တကူကောင်းစိတ်ဓာတ်တွေလည်းရှိမှာမဟုတ်ပါဘူးအညာသူညာသားတွေကတော့နော်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့တွားဖို့လိုအစီအစဉ်ထားရှိရဲ့လက်ရှိလောလောဆယ်မှာလည်းပေါ့နော်တော်လိုင်းရဲ့အယူအပြောင်းတခုတကယ်ကိုရေးပါတဲ့နေရာမျိုးမှာကြာမဲ့တက်အနေနဲ့တပြူပါသာပေါ့နော်တပြူပါသာစိတ်ရင်အားကိုပို့ထားပါတယ်အထက်ပြိုလည်းပို့ဖို့ရှိပါတယ်ညီတို့အကောင်းဆုံးကြိုးစားကြိုးစားနေပါတယ်ဟုတ် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကိုမခေအာကျွန်တော်တို့မားနေကြနေမကောင်းနေကြနေပြီးတော့အဲပြည်သူတွေအားရှိဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုရှေ့မှာစစ်တပ်ရုံနေဖို့ကျွန်တော်တို့ဒီလိုတရင်စကားတွေလည်းပါဖို့လိုတဲ့အခါမှာပြောရတယ်ပေါ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကိုမခေပြောတဲ့အပိုင်းကိုလည်းပြည်သူတွေတိတိကျကျလေးကိုနားလည်တဲ့ပေါ့ပေါ့ကြားလိုက်မြင်ထင်ပါတယ် မိုးကုတ်ကနေနိုဝင်ဘာ25မတိုင်ခင် TNAA ထွက်ခွာမှုပြင်ဆင်စစ်အုပ်စုတပ်ကို TNAA ကဥဆောင်ခေါ်သွင်းလာမှာကိုမြို့ခံတွေစိုးရိမ်နေတအောင်မျိုးသားလူမျိုးရေးတမတော် TNAA ထိန်းချုပ်ဒေသဖြစ်တဲ့မိုးကုတ်မျိုးကနေနိုသူညိုင်ဘာလာမကုံခင်မှာပဲထွက်ခွာမှုပြင်ဆင်နေတယ်လို့စစ်ရေးနဲ့နှိဆက်သူတွေကမဖကိုအတီးပြုတ်ပြောပါတယ် တရုတ်နိုင်ငံရဲ့ဂျာဝင်စစ်ဆင်မှုကြောင့်စစ်အုပ်စုနဲ့ DNAA တို့ကိုကြိမ်မြောက်တွေ့ဆုံညီနိုင်ခဲ့ပြီးနောက်အပြည့်ရဲ့သဘောတူညီချက်နဲ့မန္တလေးတိုင်းမိုးကုံမြို့နယ်ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့တို့ကိုစစ်အုပ်စုထံပြန်လည်ပေးအပ်ခဲ့တာဖြစ်ပါတယ် အော်တိုဘာလ30ရက်နေ့ကမိုးကုံမြို့ကရဲအုပ်ချုပ်ရေးအဖွဲ့တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့အစည်းအဝေးမှာ TNA ကပြောကြားခဲ့တာလို့လုံခြုံရေးကြောင့်အမည်မဖော်လိုတဲ့အုပ်ချုပ်ရေးနဲ့ဤဆက်သူတဦးကပြောပါတယ်30ရက်နေ့ကရဲကြီးအဖွဲ့တွေနဲ့တွေ့ဆုံတာမျိုးရှိခဲ့ပါတယ်အဲ့ဒီပွဲမှာ TNA ဘက်ကအရာရှိကြီးပိုင်းတွေကနေပြောနေတဲ့ကိုကျွန်တော်တို့ကြားရပါတယ်နာမည်နဲ့ယာတုနဲ့ပြောပြဖို့အတွက်အခက်အခဲရှိလို့ပါဟုတ်တယ်ဗျာ25ရက်နေ့နောက်ဆုံးလို့သိရပါတယ်20ရက်နေ့ KNLA ကမိုးကုတ်ကနေတက်တွေဆုတ်ခွာမယ်ပေါ့ TNLA ဘက်ကမိုးကုတ်မှာစစ်အုပ်စုဝင်လာတာနဲ့ဆက်ဆံရေးယုံဖွင့်မှုစူးစမ်းနေတာကိုလည်းသိထားပါတယ်စစ်အုပ်စုကသူတို့ပဲခေါ်သွင်းလာမှလားဆိုတဲ့မေးခွန်းမေးကြပေမဲ့ပြန်တော့မဖြေသွားပါဘူး TNLA တက်တွေမိုးကုတ်ကနေဆုတ်ခွာသွားပေမဲ့စစ်အုပ်စုကတော့ဘလို့ဝင်ရောက်မလာမလဲဆိုတာမသိရသေးသလိုတော်လန်ရေးအင်အားစုတွေကတော့ဆက်ကာကွယ်မယ်လို့အတိအထုတ်ပြန်ထားကြပါတယ် ဒါအပြင်စစ်အာဏာရှင်ကတိုက်ထုတ်နိုင်မှုနဲ့ထိန်းချုပ်နယ်မြေတွေကိုစက်ကာကွယ်နိုင်မှုတပ်သားအစ်တွေပါဖိတ်ခေါ်နေတာဖြစ်ပါတယ်။လက်ရှိမှာမိုးကုံမြို့ကို TNLA ကဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တယ်လို့မြို့ရင်းအခြေအနေမှာလည်းငြိမ့်သက်နေတယ်လို့မိုးကုံစစ်ရေးတရင်ရင်းမြစ်တူကပြောပါတယ်။ကျွန်တော်တို့မြို့ကနောင်ချိုလိုကြောက်မဲလိုတီဘောလိုမဟုတ်ဘူး။မြို့ခံ PDF တွေအများကြီးပါတယ်။ သူတို့ဒီလိုလက်လွတ်စပယ်ထိုးပေးလိုက်တာကမြို့အတွက်အရန်ဆိုးသွားပြီး TNA ကတခြားကကွယ်ရေးတပ်တွေကနောက်ကျောသားနဲ့ထိုးလိုက်တယ်လို့ပဲလို့ခန်းစားရတယ်။ဒီနေ့အထီး TNA ဘက်ကဒေတာအခြေစိုက်တော်လိုင်းရင်အားစုတွေကိုမိုးကုံမြို့ကနေထွက်ခွာသွားမဲ့အခြေအနေနဲ့ပတ်သက်လို့တရားဝင်အသိပေးအကြောင်းကြားတာမျိုးမရှိဘူးလို့သူကဆိုပါတယ်။ TNA ရဲ့ပြောခွင့်ရသူလူရည်ဦးကတော့စစ်အုပ်စုရဲ့လေကြောင်းဖိအားနဲ့တရုတ်နိုင်ငံကဖိအားတွေကြောင်းပြည်သူတွေထိခိုက်မှုနည်းတဲ့အပြည့်ရဖို့ကိုရွေးချယ်ခဲ့ရတာလို့မဖောက်ကိုဖြေဆိုထားပါတယ်2029စစ်စင်ရေးဒုတိယပိုင်းမှာမိုးကုန်းနဲ့မိုးမိတ်မြို့နယ်တို့ကို TNA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပြီးမြို့တွေရဲ့စီးပွားရေးနဲ့အုပ်ချုပ်ရေးစတဲ့ကဏ္ဍတွေကို TNA ကဥဆောင်ကူကဲနေတာဖြစ်ပါတယ် ခုနစကားတွေထဲမှာလည်းပါဝင်ပြီးဖြစ်ပါတယ်ကိုတက်ကြီးပြောတဲ့ထဲမှာလည်းပါဝင်ပြီးပါတော်လိုင်းကြီးကကြာလာရင်တော့ထမ်းပို့ရတဲ့ပြည်သူကပို့ပြီးတော့ပင်မမ်းပါပေါ့ပင်မမ်းမယ်မြင်ကြပါဆိုရင်လည်းမိသားစုတွေမိပါတွေအတိုင်းဝိုင်းတွေကသားသမီးတွေကိုစစ်တိုက်ဖို့အတွက်ရှေ့မှာပေးထားရတယ်လို့နောက်မှလည်းသူတို့ကြံခဲ့ရတာအကောင်နေခဲ့ရတာမဟုတ်ပါဘူးအကုန်လုံးပြာချခဲ့ရတဲ့ယွာတွေကများပါတယ်အဲလိုစစ်ကိုထမ်းပို့ပေးကြရတဲ့မြင်ကြသူမြင်ညာသားပြည်သူတွေရဲ့ထမ်းပို့မှုတွေကလည်းဒီကာလမှာအမှန်တမ်း ကြီးမားပါတယ်ဒီပြည်သူတွေအရေးကလည်းကျွန်တော်တို့အတွက်အရေးကြီးပါတယ်တခြားဒေသအတူတွေတခြားနိုင်ငံမှာရောက်နေတဲ့ကျွန်တော်တို့ပြည်သူပြည်သားတွေတိဖို့လဲလိုအပ်ပါတယ်အဲ့တော့စစ်ကိုထမ်းဖို့နေကြတဲ့မြင်းမြန်ခရိုင်တွေကပြည်သူတွေရဲ့အကြောင်းလည်းနည်းနည်းသိကြပါတယ်အဲ့တော့ဒီဒရောင်းကတော့နောက်ဆုံးရောင်းမှာအဲ့ဒီပြည်သူတွေအကြောင်းရဲ့နောက်တစ်ခုကတော့အခုကျွန်တော်တို့ဒီစကဝိုင်းရဲ့မူရင်းရည်ရွယ်ချက်ဖြစ်တဲ့အနည်းမခံမြင်းကြံဆိုတဲ့ဒေသအောင်ရှာဖွေတဲ့ကံပေးမှာနည်းနည်းရဲမှာရှိတဲ့ပြည်သူတွေပါဝင်ဖို့ ဘာကြောင့်လိုအပ်တယ်ဆိုတော့အဲနောက်ဆုံးနှိုးဆော်ချက်ပေါ့ဗျာနှိုးဆော်ချက်ဟာဒီနှစ်ခုကိုကျွန်တော်တို့တော်တော်လှည့်ပြီးရင်တော့ဒီစကဝိုင်းကိုအဆုံးသတ်ပါမယ်ဘာကြောင့်လဲဆိုတော့အားလုံးကိုစီတာဝန်ကြီးရှိနေကြတဲ့အခါအဲရှေ့ရှေ့ဝိုးဝေးလဲကျွန်တော်တို့အများကြီးထပ်ပြီးတော့မပြောချင်တော့ပါဘူးအဲ့တော့ကိုမိုက်ကဲအဲမြင်းကြံခရိုင်တွေကစစ်ကိုထမ်းဖို့ပေးထားတဲ့ပြည်သူလူထုရဲ့အခြေအနေတွေကလက်တလုံးမှာဗာဒီများပို့ပြီးတော့ထိုင်ရွက်နေရတယ်ဘယ်လိုမျိုးအခြေအနေတွေရှိလဲအဲအကြက်ဘက်ဟိုဒီစစ်ရှုံးကောင်စီကောင်တွေကဘယ်လိုမျိုးရုံးမှနေကြလဲဒုတိယတစ်ခုကတော့ဒီနိမကမြင်းကြံကမ်ပိန်းကိုပါဝင်ဖို့ပြည်သူလူထုကိုဗာဒီတွေနှိုးဆော်တိုက်တွန်းချက်ပဲဒါလေးပြောပြပါဦး ဟုတ်ကဲ့ကွေရတော့ကျွန်တော်ကညီပြောနေကြတာကအတိုင်းပဲပြောမယ်ဗောနော်ဒီလိုကတော့တာဝန်ကြီးရတဲ့ပုံနေပြီဗျညီတို့ဘက်ကပဲလှုပ်လှုပ်ဘူးလို့တော့ပါဗောနော်အကောင်းဆုံးကြိုးစားဖို့လို့တော့ညီတို့အဲပြီးတော့တာဝန်ကြီးရတဲ့ပုံဆိုညာသူညာသားမှာပတ်သက်တိတ်မရှိကြဘူးလေဒီနေ့တော့မှ၄000 5000 1000ဆိုလွန်ရောကျွန်ရောပဲရကြတယ်ညာသူညာသားတွေပါအဲ့တော့ကျတော့ညာသူညာသားတွေကအစီမှာတိုက်ပွဲဖြစ်နေရဆိုရင်တော့မှပဲငါသားလေးတွေစားဖို့ဆိုပြီးတော့တခါလေဒီမဲ့တို့ဟင်းတို့တွေလာဖို့ပါရှိပါတယ်အဲ့လိုမျိုးလာဖို့ရင်းနေတော့မှပဲဒီက စာဆုံးခဲ့ရတဲ့ပြည်သူတွေပေါ့နော်တော်လန်ပြည်သူပေါ့ဗျာတော်လန်ထောက်ဖို့ပြည်သူလို့လည်းပြောလို့ရပါတယ်အဲ့လိုမျိုးတွေပေါ့နော်ပိဆက်ခဲ့ရတဲ့ပြည်သူတွေများစွာရှိပါတယ်အိမ်ုံမိရှုသွားရင်တော့မှပဲတဲထူပြီးမင်းတို့ရတဲ့နီလန်းနဲ့တော်လန်မယ်ဆိုတော့ပြည်သူတွေလည်းအများကြီးရှိပါရှိပါတယ်ညီတို့တက်မှာဆိုရင်လည်းအဲညီတို့အသက်ရွယ်ရပေါ့နော်တတ်မှတ်ထားတာ18ကနေပြီးတော့30နဲ့မှ9အတွင်းမှာတတ်မှတ်ထားပါတယ်ဒါပေမဲ့တစ်ခါတည်းမှာ90ကျော်ကြီးရောက်ရှိလာတာဖြစ်ပါတယ်ညီတို့လက်မခံခဲ့ပါဘူးဒါပေမဲ့ သူတို့ရဲ့စိတ်ချက်ကဒါအပြင်းထန်နေတဲ့အချိန်မှာထမင်းမချရချရပါဆိုတဲ့အနေအထားမျိုးတွေပေါ့ဒါပြည်သူတွေရဲ့တာဝန်ကခြေရာထက်လွန်နေပြီဗျတစ်ဖက်ကန်းလွန်နေပြီမြို့တော်လိုင်းကြီးသမားတွေဘက်ကအစ်ပြူပါကောင်းကောင်းနေပေါ့နော်ဘယ်လိုပုံစံအကောင်းဆုံးသွားမလဲပြင်နိုင်ငံသားနိုင်ငံခြားပေါ့နော်ဖန်ရီစာတွေပေါ့နိုင်ငံခြားဖန်ရီစာတွေအနေနဲ့ကျွန်တော်တို့အညာတက်တွေဦးစားပေးကူတင်ပြီးလို့ထင်တယ်ဗျ ။ဘာလို့ဆိုသိကြတဲ့အညာတက်ဆိုတာကဘောနော်အညာတက်ရမဟုတ်ပါဘူး PDF PDF ပေါ့ PDF လို့ပြောရင်ပုံမှန်တာဘောနော် PDF ဆိုတာတော့အကုန်ပါသွားပြီဗျလိုကေလဲ PDF ပဲသူလဲအဲဘက်ကပါလဲအဲဘောနော် PDF ပါပဲတကယ်တမ်းတော့အင်္ဂလိပ်ညာညီမပဲကွာတာပါအခုကျွန်တော်တက်ရင်နေဆိုတာလဲ PDF ပါပဲဒီလိုမျိုးတက်တယ်ကိုများများကူကူလိုရေဘောနော်ဘာကြောင့်လဲဆိုတော့သိကြတယ်ဗျညီတို့အညာသားတွေကအသက်နှချောင်းပုံပွားပါအောင်ဘယ်သူမှသိခံသွားမှာဘယ်တော့မှညှိနှိုင်းမှာမဟုတ်ဆွေးနွေးမှာမဟုတ်အပြက်ကျုံးမှာညအောင်လဲကျုံးမှာနိုင်အောင်လဲကျုံးမှာ မနိုင်နေရအောင်အကြောင်းမရှိအပြီးရင်ညို့ဘောတော့ဟောင်းစက်၃လောက်ကနေပြီးတော့စပြီးတော့တက်ဒီစုပေါင်းမှရမယ်ဆိုပြီးတော့ညို့ညီနောင်ရားကြီးမမိတ်တပေါင်းစုအင်အားကြီးစုဖွဲ့ထားတာတွေများတော့ရှိပါတယ်ခုချိန်ထိလည်း MPD နဲ့လက်တွဲတူတူရှိနေပါတယ်အဲ့ဒါကြတော့ဒီအင်အားကြီးရဲ့ပမာဏကိုညို့ထုတ်မပြခဲ့ဘူးဘောတော့တခါမှဒါပေမဲ့အားရစရာကောင်းပါတယ်အဲတော်တော်လေးကိုအားရစရာကောင်းပါတယ်တိကျတယ်ကုမျိုးကတော့အေးရှိပြန်သိမ်းလို့ရတယ်နေသားတွေမှာရှိပါတယ် ရိကြလိုရနေတာအဆုံးတော့ပြောရပေါ့နော်ကိုတက်ကြီးပြောသလိုပေါ့ကျွန်တော်တို့ကလက်လက်ခရံလိုရတာပေါ့လက်လက်ခရံလိုရတယ်ဒါတွေဝယ်ပြီးပြီကျွန်တော်တို့တစ်ခါလီမှာတော့ပြည်သူကလည်းရှိတယ်ဗျအဲပြည်သူကလည်းရှိတယ်ဆိုတော့တော်တော်၆ခုပြည်သူတွေမှာကျတော့မြန်မာနိုင်ငံတွေမှာတက်ကမနေဘူးရှိတာဆိုတော့ကျတော့သူတို့မှာပြန်လည်းစီစီရတာရှိပါတယ်ပေါ့နော်အဲ့လိုမျိုးနေချားတွေကြောင်းမလို့မရောက်နိုင်တဲ့အပိုင်းလေးတွေပါတာပေါ့ဒါပေမဲ့တရားတခုကတော့ပြည်သူတွေစိတ်ထဲမကြပါနဲ့လို့ပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့အခုလို့ အခြေအနေမျိုးတွေကိုဖြစ်တာပူကြိုက်တယ်ဗျညာ။ဘာကြောင့်လဲဆိုတော့အစိုးရအကောင်ပေါ့။ဘာလို့အစိုးရအကောင်လုံးဆိုတော့ညီတို့တချို့တက်တွေဆိုရှိရပေါ့နော်။ဒါဘယ်တက်ကိုပါဖွဲ့ပုတ်ခတ်တာမဟုတ်ဘူး။အတိုင်းသားတွေဆင်းလာမှာတိုက်မှာရမှာငါတို့တက်တက်တော့မနိုင်ဘူးဆိုတဲ့အတက်တရှိရပြတာအညာတက်ဒီမှာလည်းအဲ့လိုမျိုးတက်တရှိတယ်။ဒါပေမဲ့ညီတို့ကတော့ရင်းနှုံးကနေညီတို့ခံယူချက်ပေါ့နော်။တိုင်းသားတာဝန်ကြီးသွားပြီဗျ။ညီတို့စစ်ပညာလည်းသင်ပေးပြီးသွားတယ်။စစ်တပ်နဲ့ခင်ရတယ်ထိုက်တင်တယ်လို့ထောက်ပံ့ပေးတဲ့တက်တွေဆိုတာထောက်ပံ့ပေးပါတယ်။ညီတို့ကတော့မရဘူးပေါ့။အဲ့တော့ကျွန်တော်လမ်းလျှောက်တက်ကိုသင်ပေးပြီးသွားတယ်။ ကျွန်တော်ဆက်လျှောက်ရဲဘူးလူတွေကညီတို့ဆက်လျှောက်ဆက်လျှောက်တော့အစူးညောက်ခလုတ်ပဲဖြစ်ဘလူးအန်ဒီယန်မျိုးမှာပဲဖြစ်ဖြစ်ညီတို့ဆက်လျှောက်နိုင်မှုလို့ဓာတ်ယူသွားပြီအပြစ်တင်လို့မရဘူးဗျတကယ်တမ်းကဘောနော်လက်ရှိ1027ဆိုတာကျွန်တော်တို့ဒီအညာရဲ့တော်လိုင်းကြီးမြန်မာပြည်ရဲ့တော်လိုင်းကြီးမှာပြည်သူတွေအလုံးရောစိတ်တကြရနေတဲ့တော်လိုင်းကြီးတက်ဖွဲ့တွေအားလုံးလုံးဝခွင့်ရတရပါမာစီလူ20ဘန်းဆိုတာခွင့်ရတရပါဒီချိန်မှာဘလူးအကြောင်းအကြောင်းနေပဲဖြစ်ဖြစ်ပေါ့နော်အဲ ခက်ခဲမှုတွေရှိတယ်ဆိုပေမဲ့ဘယ်သူမှဖြစ်တင်လို့မရပါဘူး။ဘောင်းဆိုရင်ညို့လမ်းလျှောက်တတ်ပြီလေ။ကိုကိုတိုင်လျှောက်ဖို့လိုအပ်တယ်။လျှောက်ရဲဖို့တတ်တည်လေရှိဖို့လိုအပ်ပါတယ်။အဲ့တော့ညို့ကတော့အကောင်းဆုံးကြိုးစားတော့မှာဖြစ်ပါတယ်။ပြင်ဆင်စုဖွဲ့တည်ဆောင်နေပါတယ်။အမှကြောင့်ချိန်တွင်းမှာမြင့်ကြရလို့မဟုတ်ပါဘူး။ကျွန်တော်ကစကောင်းနေရှိနေအကုန်ကျုံးပါပဲညီတို့ကကုံတိုက်ပါပဲအဲ့တော့ညီတို့ပြင်ဆင်နေအကောင်းဆုံးကြိုးစားနေပါလေကွအဲတရားတော်တခုကတော့ဗီဒီယိုရအောင် အားတက်တာပါတာဝန်ကြီးရတဲ့လုံပြီးတော့တာဝန်ကြီးနေပါပြီအဲ့ဒီတော့ညီတို့ကြမဲ့တက်နေနေပြည်သူလူထုကိုကြည်လူများကြီးတင်ပါတယ်အဲပြီးလို့ရှိရင်ထပ်ပြီးတော့လည်းပေါ့နော်ဘုံကြီးထောက်ပံ့မှုကြီးလိုအပ်နေရတော့အပန်းပါပဲအဲ့ဒါလေးကိုလည်းကုညီထောက်ပံ့ကုညီရတော့ပြောချင်ပါတယ်ပါဝင်လို့ရမလဲဆိုတော့ညီမခံမြင်းချံဒီ page ကနေပါဝင်လို့ရတယ်လို့အခုလိုက်လွှင့်ထားတဲ့ဒီ SSCF ပေါ့နော်ညီမလို့ဆိုလို့ရှိရင်တော့နေဦးလူထုရံပုံငွေအဖွဲ့ရနေပြီးတော့လေကျွန်တော် Spring Go Fan ဆိုပြီးတော့လှုပ်ထားတဲ့အဖွဲ့စီမှာလည်းလုံညုံရေးစိတ်ချဆိုတာနဲ့ရုံရုံကြီးကြီးပါဝင်လို့ရတယ်ဆိုတော့ဒီနေ့ကနေပြီးတော့လို့ဆိုချင်ပါတယ်အဲ့တော့ ျွန်တော်တို့ဒီနေ့ညတွေ့ဆုံမှုကတော့ပြည်သူလူထုလည်းအဲစိတ်အားရချင်တတ်မယ်လို့ယုံကြည်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အဲမြင်းချံရဲ့မြင်းချံခရိုင်တွင်းမှာရှိတဲ့မြန်မာပြည်ရဲ့အချက်အချာဗဟိုမှာရှိတဲ့တော်လှန်ရေးရေးချင်းတွေဘယ်လိုမျိုးရှိနေလဲတော်လှန်ရေးကိုဥဆောင်နေတဲ့သူတွေကဘယ်လိုစိတ်သက်ခံယူချက်နဲ့လုပ်နေလဲဆိုတာကိုဒီ live မှာကျွန်တော်တို့ပြည့်ပြည့်ထင်ထင်မြင်တွေ့ရမှာပါ။အဲတော့ဂမိမှလည်းဆက်ပြီးတော့ပါဝင်ပေးကြပါအောင်။ခေါင်းဆောင်နေလဲပြည်သူလူထုရဲ့မေတ္တာနဲ့အတူကျွန်တော်လည်းမေတ္တာပို့သပါတယ်။ခလုံးမတိစုမကြီးပါစေနဲ့။ အဲကြကြပါပါရှိကြပါစေအတို့စောင့်ကြည့်နေကြတဲ့ပြည်သူလူထုတိုးတယောက်ချင်းစီတိုင်းကိုလည်းဒီ live ပေါ်ကပဲ online ပေါ်ကနေပဲအထူးပဲကျေးဇူးတင်ပါတယ်အဲတော့ SCF platform တွေ platform ကနေပြီးတော့လည်းပါဝင်နိုင်ပါတယ်တခြားအနေမခံမြင်းကြံဆိုတဲ့မြန်မာလူရေးထားတဲ့ page ကနေပြီးတော့လည်းဆက်သွယ်ပြီးတော့ပြည်သူလူထုအနေနဲ့ပါဝင်နိုင်ပါတယ်အဲတော့အတူပါတွေကိုလည်းတတိထားဖို့လိုပါတယ်ကျွန်တော်တို့ကဒီလိုမျိုးခက်ပြက်ကာလကြီးထဲမှာအတူပါလုပ်ပြီးတော့လိမ့်လည်နေတဲ့ account တွေလည်းများစွာရှိတဲ့အတွက်တည်တည်ချာချာလေးစစ်စစ်ပါနောက်ဆုံးလိုအပ်လို့ရှိရင်ကျွန်တော်ကောင်းလာပြောပါကျွန်တော်စစ်စစ်ပြီးပြီးတော့ပို့ရမယ် link တွေကျွန်တော်ဘယ်မှာကူလို့ရရဆိုတဲ့ link တွေလည်းကျွန်တော်ချပေးပါမယ်အဲတော့ နေ့ညမှာအားလုံးပူပေါင်းပြီးတော့ဒီပညာရအောင်ကုညီပန်ပိုးပေးကြတဲ့မားရကြနေပြီးတော့တက်ရောက်ပြီးတော့လူလူနဲ့အတူတူစကားပြောပေးကြတဲ့ကျွန်တော်တို့ဥဆောင်သူခေါင်းဆောင်တပ်ဖွဲ့ခေါင်းဆောင်၃ကိုဒီနေရာထုတ်ပြန်ပေးကြတဲ့ Face ID Media ရအားလုံးကိုကျေးဇူးတူတင်ပါတယ်ကျွန်တော်တို့လိုင်ကြကြပါဒီလိုအားလုံးဆက်လာရှင်စနေစိုးလာအောင်ကနေပြီးတော့အမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုမတော်တော်ရဲ့ကျွန်တော်စကားဝိုင်းစီစဉ်ကိုဒီမှာပဲဆုတောင်းပါစေခင်ဗျာ Okay ပါအကိုကြီးကျန်လေအကိုကြီးကျမကြီးဆိုင်ပါဗျာ ။အားသူကြီးညို့လိုင်းစင်ကုန်ပြပါအောင်ဗျာကြီး။ဟုတ်ပါပါပါဗျာ။အေးဗိုက်ကရေးကျမကြီးကူဆိုင်နော်။ဇင်းဇင်း။ကျမရတော်တော်မြည်တဲ့အကျွေးအကျွေးဒိန်းတောင်းကျော်တင်းနေလို့ဖျားသွားတယ်။ခုမှစေးထိုးတာ။လိုက်ကြပါလားမသိဘူး။လိုက်မကြနိုင်ထင်တယ်။ကိုရီဘွန်လိုက်စတော့ဟိုလိုက်အလိုက်လုံးရပါတယ်ကိုရီဘွန်။အကျွေးတင်းနေတော့အကျွေးအကျွေးနုံနေတာမို့အကျွေးမြို့ခေါင်းမှမရှိတော့ဘူးမြို့။အဲ့မှာဒီဒီဘက်ရေးပေါ်လေးခီးထွက်ထွက်လာတော့ ိုင်မှာစားစားတဲ့ဟာကိုမပေးနိုင်လို့အိုင်မှာဂန်းယူခဏဒီကန်း200ကျော်တက်ပါလေဗျာလို့ယူထားရတယ်မပေးရမရှိသေးလို့အဲ့လိုအဲ့လိုပေးတာပေးခဲ့ရအပြန်မှာတော့ယူရအောင်အဲ့လိုရှိရတယ်ဟုတ်ကဲ့ပကိယူဆိုင်ပါယူဆိုင်ပါကျွန်တော်တို့အဓိကကျမကြီးလေးမပေါ့ပါနဲ့ကျွန်တော်တို့ဟိုထားဆောင်ရမယ့်တာဝန်ကြီးထဲမှာဟိုကျမကြီးကောင်းကင်တာဝန်တစ်ခုနေနေလို့သာတတ်မှတ်ပါဟုတ်ပြစ်ချပါကိုညိုးနေနေရတော့ဒေါ်လာကြီးပေါ်မှာပေါ့နော် တော်လိုင်းကြီးပေါ်မှာရောဒီတူတူတူပေါ်မှာဘယ်တော့မှတက်စာဖောက်မှာမဟုတ်ဘူးလက်ရှိတော်တော်စီအနေထားမှာလေကြားမဲတွေကငြိမ်နေရမဟုတ်ပါဘူးကြားမဲတွေငြိမ်နေရမဟုတ်ဆင်းမဲ့ပြင်ဖြန့်ကျက်တိုက်တာများနေရဖြစ်ပါကိုရီဘောလိုက်မအန်သေးဘူးထင်တယ်နော်လိုက်အန်လိုက်ပြီလားကိုရီဘောဒီဘောလိုက်မချရတဲ့အကျွေးအကျွေးကလေးတော့